ဆနှစ်ကြိမ်မြောက်တာမန်တင်ပတ်ရဲ့ဗုဒ္ဓဟူးနေ့ရှမာတေဥအေယုန်ဂလိချံအခန်းကြီး9အခန်းငယ်15မှ20ထိုချိန်၌သခင်ယေရှုကတပည့်တော်တို့အားမိန့်တော်မူသည်မှာအယောင်ဆောင်ပရောဖက်များကိုတတိပြုကြလောသူတို့သည်အတွင်း၌လူရဲ့စားတော့တတ်သောဝံပွေများဖြစ်တော်လဲတိုးရေကိုခြုံကာတင်တို့ထံသို့ လာကြ၏ ထိုသူတို့၏အကျင့်များကိုကျင့်၍သူတို့သည်မိခဲ့သောသောသူများဖြစ်သည်ကိုသင်တို့သိကြလိမ့်မည်။စပြစ်သည်ကိုစုပင်တို့မှ၎င်း၊တဲ့သည်များကို အနှစ်မဲ့စုပင်ငယ်တို့မှ၎င်းစွခုရရှိကြသလော။ဤနည်းတူပင် မျိုးကောင်းသောအပင်သည်ကောင်းသောသည်ကိုတိတတ်၏။မျိုးညံ့သောအပင်မူကားမကောင်းသောသည်ကိုတိတတ်၏။မျိုးကောင်းသောအပင်သည်မကောင်းသောအသည်ကိုမတိနိုင်။ မျိုးညံ့သောအပင်သည်လည်းကောင်းသောအသီးကိုမသီးနိုင်ပေ။ကောင်းသောအသီးကိုမသီးသောအပင်မှန်သမျှသည် ခုတ်လဲ၍မိထဲသို့ပြစ်ချခြင်းခံရလိမ့်မည်။သို့ဖြစ်၍သင်တို့သည် သူတို့၏အကျင့်များကို ကြည်ချင်းအားဖြင့်သူတို့သည်မိတို့သောသူများဖြစ်သည်ကိုသိကြလိမ့်မည်ဟု မိန်တော်မူ၏။ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိ တရားတော်ပေဒီ bearing good fruits ကောင်းသောအသီးများသိပွေနိုင်ခြင်းလူတိုင်းဟာဘဝအသက်တာမှာ ကောင်းသော အသီးပွင့်အကျိုးအမြတ်ရလတ်တွေသိပွင့်ရယူလိုကြပါတယ်သူတို့ရဲ့မျိုးဆက်တွေကိုလည်းပဲထောင်စဉ်တည်တံ့ခိုင်မြဲလိုကြပါတယ်ဒါဟာလူတိုင်းမှာရှိတဲ့ဆန္ဒပဲဖြစ်ပါတယ် ဒီပထမကျမ်းမှာကြားပါတယ်အာဗြဟံဆိုရင်ပူပန်မှုကို တွေ့ရပါတယ်သူခလေးမရနိုင်ဘူးအသီးပွင့်မသီးပွင့်နိုင်ဘူးမျိုးဆက်ပြန့်ပွားဖို့သူ့ရဲ့မျိုးဆက်တည်တံ့ဖို့ဆိုတာလည်းပဲတွေ့လို့မရတဲ့အခြေအနေမှာရှိပါတယ်ကျွန်တော်တို့တယောက်စီကလည်းအဲ့ဒီလိုပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်အသီးမသီးနိုင်ကြတဲ့ပုံကိုများတာလည်းဖြစ်ပါတယ်ဒါကိုဘုရားသခင်ကနေပြီးတော့အသီးသီးစေတဲ့ပုံကိုဖြစ်စေခဲ့ပါတယ် ယူယူပုံမှန်အခြေအနေထက်နှိုင်းမြတဲ့အဆောက်အုံများစွာတီးပွင့်စေခဲ့တာကိုတွေ့ရပါတယ်မိရဲ့မျိုးဆက်ကျယ်ရီကဲ့သို့ညပြမယ်ဆိုတဲ့အတိုင်းပဲမရည်နိုင်လောက်အောင် မတွက်နိုင်လောက်အောင် သူ့ရဲ့ယုံကြည်သူမျိုးဆက်ဟာထာဝရစဉ်တည်တံ့ခိုင်မြဲနေမှာပဲဖြစ်တော့ပါတယ်ဒါကြောင့်ကောင်းသောအသီးပွင့်တီးပွင့်နိုင်ခြင်းဟာဖျားသခင်ရဲ့ကျေးဇူးတော်ပေါ်မှာပဲမူတည်တယ်ဖျားသခင်အပေါ်၌သာလျှင် အာကူအာထာပြုပြီး အစင်မြဲသူ့ပုံမှာမိတီနေမှသာလျင်အသေးပွင့်ပွင့်နိုင်မယ်ဆိုတာကိုကျွန်တော်တို့မှတ်သားကြပါမှာရှင်ရောအင်္ဂလိပ်ကျမ်းမှာလည်းဒီချက်ကိုအသေးချာအတိအလင်းဖော်ပြထားတာကိုတွေ့ရပါတယ်ဒီနေ့ဖတ်ရတဲ့အင်္ဂလိပ်ကျမ်းမှာကျတော့အသေးတော့သိပါတယ်ကောင်းတဲ့အသေးဟုတ်မနေပြန်ဘူးမကောင်းတဲ့အပြင်သူများကိုလည်းအကျိုးမပြုဘူးလောကကိုလည်းအလှမဆင်တဲ့အပြင်ခါတီးတဲ့ချင်းဆုပ်တဲ့အသေးတွေဖြစ်နေတာကိုတွေ့ရပါတယ်ဒါဟာ ဖျားသခင်ပေါ်မှာမူမတည်တဲ့ပုံကူများအယောင်ဆောင်ပရောဖက်များပဲဖြစ်ပါတော့တယ်သူတို့ဟာအာဗြဟံမျိုးဆက်ကဆင်းသက်လာတာမှန်တော့လည်းပဲသခင်သူအဖြစ်ပေးလာတဲ့ကယ်တင်ရှင်ကိုလက်မခံဘူးသခင်သူရှင်းပြလာတဲ့ပညာတော်များသခင်သူတုန်သင်ခြင်းများကိုလက်မခံပဲယုံကြည်မှုလည်းမရှိဘဲနဲ့ကျေးဇူးတော်ကိုညှင်းပယ်ကြတဲ့သူများသာလျှင်ဖြစ်ပါတယ်ဒါကြောင့်ဘဝမှာအသီးပွင့်အသီးပွင့်နိုင်ဖို့ကောင်းတဲ့အသီးတွေဖြစ်ဖို့အမြဲတည်ထမ်းတဲ့ မျိုးဆက်များဆက်လက်ပြန့်ပွားနိုင်ဖို့အတွက်ဖျားသခင်ပေါ်မှာမိတည်နေရမှာပဲဖြစ်ပါတယ်။ယုံကြည်ခြင်းရဲ့မျိုးဆက်ဟာထောင်စဉ်တည်တတ်နေမှာလည်းပဲဖြစ်ပါတယ်။ဒီအထက်မှာကိုပါဝင်ပြီးကောင်းတဲ့အသီးတွေအများသိနိုင်ဖို့အတွက်ဖျားသခင်ပေါ်မှာအမြဲတမ်းပဲမိခိုအားထားမှု ပြုကြခါကျေးဇူးတော်ကိုအမြဲလက်ခံပြီးယုံကြည်ခြင်းနဲ့ဆက်လက်အသက်ရှင်ကြပါစို့။